ီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ပညာရေးထူးချွန်ဖို့လို့အတွက်ဆိုရင်တော့တိနာရှင်ဆရာလေးတစ်ပါးကိုဒီလိုနည်းမျိုးမှာစွန့်စံတပြီလှူလိုက်ပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှဖျားကျမ်းမှချမ်းသာကြပါစေခင်ဗျာဒီအစီအစဉ်ကိုဘေးနေရတရားမီဒီယာကအစီအစဉ်တင်ဆက်ပြီးတော့ အောင်ထူးဆန်းဘေးရင်ရတရားကမှအဓိကကွန်ကြီးပံပုတ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ28ရက်ဒီနေ့တောက်ကြနေ့အတွင်းခုနှစ်အသားမီအလုံးလို့တဲ့ numerology ဂဏန်းဘေးရင်ရကတော့ကန်တရားကကိုယ့်ကိုမျက်နှာသာပေးတဲ့နေ့ပါပဲဆုံးရှုံးထားတဲ့အခွင့်အရေးတွေပြန်ရမယ်မိတ်ဆွေသစ်တွေအလုပ်စီစဉ်သစ်တွေအခွင့်အရေးသစ်တွေပေါ်မယ်စာချုပ်တွေရှောက်လာလက်မှတ်ရေးထိုးတာအောင်မြင်မယ်ငွေပေးဥကိစ္စတွေပြင်နေသွားပါလိမ့်မယ်တုံးတဲ့လူအမြဲဖြစ်တာလားဒေါသဖြစ်တာတွေလည်းပြေပြောက်သွားလိမ့်မယ် ကောင်းသောအခွင့်အမ်းနေနေရှိတဲ့နေ့တို့နမိတ်ကောင်းဖတ်ရပါတယ်ဒီနေ့မှာခொနည်းသားမိတွေအားလုံးကံထူးကောင်းမှုလို့တော့ကတော့မနေ့သောသောမျက်နှာသိတဲ့အခါမှာမျက်နှာသိတဲ့ရေထဲကိုအနီရောင်ပန်းမူလေးတစ်ပွင့်ထပ်ပြီးမျက်နှာသိခြင်းအဖြစ်တနေ့တားလုံးမျက်နှာပွင့်လမ်းပွင့်စမ်းပွင့်ကံပွင့်မှာနေမယ်ထို့တူဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ပညာရေးထူးချွန်ဖို့လို့တွတ်ဆိုရင်တော့တိနာရှင်ဆရာလေးတစ်ပါးကိုဒီလိုနည်းမျိုးမှာစွန့်စံတပြီလှူလိုက်ပါခင်ဗျာ ဒီနေ့ဖွားမြင်တဲ့ရင်သွေးရတနာကြီးတို့ကတော့မာဘုတ်ဗေဒနိယတောက်ကြနေဘွားယာဇဘွားများဖြစ်ကြပါတယ်။ယာဇရဲ့သဘောအရာထွန်းပေါက်ကြီးဘွားအောင်မြင်ပါလိမ့်မယ်။ထို့သူအမိဘဆရာသမားတို့ကိုလည်းအကျိုးပြုပါလိမ့်မယ်။ဒီနေ့မှာအကြောင်းအတွက်မွေးနေ့ရှင်တွေတို့ကတော့ကန်တရားရဲ့အထူးအခွင့်အရေးပေးဖို့လို့အတွက်အဋ္ဌံပြီးတော့မြတ်စွာဘုရားရှင်ကိုအသီးမျိုးစုံနဲ့ဆွံ့ကပ်ပါ ဆုံးကဖုန်းကြီးတွေကိုအသီးမျိုးစုံလောင်းလှူပါမိမိကကြီးခဲ့တဲ့သူတွေကိုလည်းအသီးနံနဲ့ကြော်ချင်းအဖြစ်ကောင်းကျိုးများစွာရပါလိမ့်မယ်ခင်ဗျာအကျိုးပေးဆုံးမကနန်းကတော့၄ကနန်းဖြစ်ပါတယ်ခင်ဗျာငွေကန်းအထူးပေးအထူးအကျိုးပေးဖို့အတွက်ကတော့ဒီနေ့မှာခိုးရင်ခန့်တွေကိုဘယ်လက်နဲ့အစာကျွေးပါဈေးကော်နတ်ကော်ပြည့်ဈေးရောင်းကောင်းမှုအတွက်ကတော့ဈေးဆိုင်ရှင်းမျက်နှာသာကိုထွက်ပြီးတော့တကြအနေနဲ့ကျက်ပလိုက်ခြင်းအပြင်တိတိတသာရောင်းပန်းသာဝယ်ပန်းနှပ်ပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေကိုလည်း စတိဇွန်လေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တည်သာသာအယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေရှိရယ်ဆိုရင်တော့အမှုကြုံနေတဲ့သူတွေအတွက်ဒီအတွက်အစိုးအညံ့နေအားလုံးလွတ်အောင်တတဝဘေးမဲ့လွတ်တဲ့ကုသိုလ်တွေလုပ်လိုက်ပါခင်ဗျာကျမကြီးညံ့နေတဲ့သူတွေအတွက်ဓာတ်စာဖြစ်ကတော့ဒီလိုမျိုးမှာနွားနို့အနေငယ်ဓာတ်စာဖြစ်တောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချစ်ရဲ့မေတ္တာရဲ့အိမ်တော်ရဲ့ကိစ္စတွေအေးချမ်းမှုလို့တော့ကတော့ အချွေတဲကိုရေကန်းလုံးလေးတွေထည့်ပြီးမြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာဒီအစီအစဉ်ကိုစင်စက်မြင့်မြတ်အဆောင်မြော်ကြည့်ရှုနေကြသောခொနည်းအတိုင်းများအားလုံးရေရာများဆောင်ရွက်ကြရင်ကြီးပွားချမ်းသာအောင်မြင်ကြပါစေလို့ဘေးရင်ရေရာမီဒီယာမိသားစုနဲ့အတူကျွန်တော်တို့အောင်ထူးဆန်းဘေးရင်ရေရာကမ်းမှဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ